ကျမ်းမာတော်မူကြပါသောခင်ဗျာခုတစ်ပတ်ကျွန်တော်တင်ပြမှာကတော့ပြီးခဲ့တဲ့ရင်များကမြန်မာနိုင်ငံနဲ့အညီပတ်ဝန်းကျင်ဒေသတွေမှာဖြစ်ပေါ်ခဲ့တဲ့မူလဝဒအခြေအနေတွေနဲ့လာမယ့်ရက်တစ်ပတ်တာကာလအတွင်းမြန်မာနိုင်ငံအညီတစ်ဝိုက်မှာဖြစ်ပေါ်လာနိုင်တဲ့မူလဝဒကျူတင်ခမှန်းချက်များကိုစတင်တင်ပြတော့မှာဖြစ်ပါတယ်ဒီကြပတ်မှာပထမအဆုံးတင်ပြလိုတာကတော့လက်ရှိမြန်မာနိုင်ငံဘာဝင်တောင်အာရှနိုင်ငံများအနည်းမှာ ဖြစ်ပေါ်နေတဲ့မြေပြင်မိုးလေဝသအခြေအနေများကိုအရင်ဆုံးတင်ပြလိုပါတယ်မြေပြင်မိုးလေဝသမြေပုံတွေကိုကြည့်တဲ့အခါမြန်မာနိုင်ငံရဲ့တောင်ဘက်တောင်ဘင်္ဂလားပင်လယ်တောင်ပိုင်းနဲ့ကပ်လီပင်လယ်ပြင်တောင်ပိုင်းအီကွေဒါရဲ့မြောက်ဘက်မှာလေပြင်းရဲ့ရဝတ်များဟာတန်းစီပြီးတော့အနောက်မှာအရှိဖြစ်ပေါ်နေတာကိုတွေ့ရပါတယ် တောင်ကျိုးပင်လယ်ပြင်တောင်ပိုင်းမှာလည်းလေပြင်းရဲ့ရံဝန်တစ်ခုဖြစ်နေတယ်လို့ပစိဖိတ်တမူကြီးကနောက်ဘက်မှာလည်းလေပြင်းရဲ့ရံဝန်များဖြစ်ပေါ်နေတာတွေ့ရပါတယ်မြန်မာနိုင်ငံရဲ့မြောက်ဘက်အာရှတိုက်ကုန်းတွင်းပိုင်းမှာတော့ဆောင်းရာသီကာလမှာဖြစ်ပေါ်လေးရှိတဲ့လေပြင်းများရံဝန်ကြီးဖြစ်ပေါ်နေတာကိုတွေ့ကြရပါတယ်မြောက်ဘက်အရမလေများတိုးဝင်မှုကိုအင်ဂျီယာနိုင်ငံရဲ့အရှိဘက်ကမ်းရိုးတစ်ချောင်းမှာတခုတွေ့နေရတယ်လို့အင်ဂျိုချိုင်းနာ ကျွန်းစွေအတွင်းဘက်ကိုအရှိမြောက်လေးအင်းများတိုးဝင်နေတာကိုနောက်တစ်ခုအနေနဲ့တွေ့ကြရပါလေမိုးလေဝသဂျိုဒူးကရက်ယူပေးပို့တဲ့တိမ်ပုံဝင်ရလီဘီယာနဲ့ရောင်ဝယ်များဖြစ်ပေါ်နေတဲ့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းနဲ့ပစိဖိတ်သမုဒ္ဒရာနောက်ပိုင်းမှာမိုးတိမ်များထူထပ်စွာပြင်းထွန်းနေတာကိုတွေ့ကြရပါလေမြန်မာနိုင်ငံအပေါ်မှာတော့တိမ်ပြပေါ်မှုအများအပြားရောနေနေပြီး မြန်မာနိုင်ငံမြောက်ဘက်ပိုင်းမှာတော့တင်အင်းငယ်ဖြစ်တွင်းနေအောင်တွေ့ကြပါတယ်။ပြီးခဲ့တဲ့ရပောင်း30အတွင်းမြန်မာနိုင်ငံနဲ့အနီးပါဝင်ခြေသားမိုးရွာသွန်းမှုအနေအထားတွေကိုဂျိုဒုတိုင်းတာခြင်းများအသုံးပြုပြီးကြွက်ချက်ကြည့်ရမှာလွန်ခဲ့တဲ့ရပောင်း30အတွင်းမြန်မာနိုင်ငံတဝန်းလုံးမှာချင်းပြည်နယ်ကလွဲလို့မိုးအနေနဲ့အများရွာသွန်းခဲ့တာကိုတွေ့ရပါတယ်။အထူးဖြင့်မြန်မာနိုင်ငံရှေ့ပိုင်းခြေသားဖြစ်တဲ့ရှမ်းပြည်နယ်ရှေ့ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့တရင်းသာရီတိုင်းတို့မှာမိုးအများဆုံးရွာသွန်းခဲ့တာတွေ့ရပြီးဒီရွာသွန်းမှုတွေဟာပုံမှန်ရွာသွန်းမြေမူအခြေများနဲ့နိုင်ရှင်ကြည့်တဲ့အခါမှာတော့ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တရင်းသာရီတိုင်းတို့မှာရွာသွန်းမြေရဲ့အထက်ကျော်လွန်ပြီးကြံသေးတာတွေမှာတော့ပုံမှန်ကန့်သာရွာသွန်းခဲ့တာကိုတွေ့ကြရပါတယ်ဆက်လက်ပြီးတင်ပြလိုတာကတော့ဤကတဲ့ တလအတွင်းရွာသွန်းခဲ့တဲ့မွေးရှင်များနှီးတူမြန်မာနိုင်ငံတွင်းမှာဇန်နဝါရီလနောက်ဆုံး၁၀ရက်ပတ်အတွင်းရွာသွန်းခဲ့တဲ့မွေးရွာသွန်းမှုများကို လေ့လာကြည့်တဲ့အခါမြန်မာနိုင်ငံရဲ့မြောက်ပိုင်းဆုံးမှာရှိတဲ့မြစ်ကြီးနားမြို့နဲ့တောင်ပိုင်းအဆုံးမှာရှိတဲ့ကော့တောင်းမြို့နှစ်မြို့မှာသာမိုးရွာသွန်းခဲ့တာတွေ့ရပြီးတော့ရွာသွန်းမှုအနေအထားများကလည်းရွာသွန်းမြေတဲ့ကျော်တော်နေတာတွေ့ရပါတယ်။စကားပေါင်း39စကန်းကိုလေ့လာရမှာ ကျန်တဲ့38စကန်းကတော့ပြီးခဲ့တဲ့ဇန်နဝါရီလနောက်ဆုံး10ပတ်အတွင်းမှာမိုးလုံးဝမရွာသွန်းခဲ့တာကိုတိုင်းတာရရှိထားပါလေ။မုန်တိုင်းဖြစ်ပေါ်နိုင်မှုအလားအလာအခြေအနေတွေကိုတင်ကြပုံစံများတုံးပြီးတော့တွက်ချက်ကြည့်တဲ့အခါစောစောကတင်ပြခဲ့တဲ့အတိုင်းအာရေဗျာပင်လယ်နဲ့ဘင်္ဂလားပင်လယ်အော်မှာတော့မုန်တိုင်းဖြစ်ဖို့အလားအလာများမရှိသေးတာကိုတွေ့ရပါလေ။ဒါပေမဲ့တောင်ကျိုးပင်လယ်ရဲ့တောင်ပိုင်းမှာလေဒုမကြီးမသက်ဖြစ်ပေါ်နေပြီးတော့ ပစိဖိတ်သမုတ်ကြီးရဲ့အနောက်ဘက်ပိုင်းမှာတော့လေတုမငြိမ်မသက်ဖြစ်ရကနေပြီးတော့မုံတိုင်းတလုံးဖြစ်နေတဲ့အနေအထားဖြစ်ထုံးနေတာကိုတွေ့ရပါတယ်။အီကွေဒါရဲ့တောင်ဘက်ကမ္ဘာတောင်ပိုင်းချမ်းကတော့လက်ရှိချိန်ဟာနွေရာသီကာလဖြစ်နေတဲ့အတွက်အိန္ဒိယသမုတ်ကြီးအထဲမှာမုံတိုင်းဖြစ်ပေါ်နိုင်တဲ့အလားအလာရှိတဲ့နေရာနှစ်နေရာဖြစ်ထုံးနေတာကိုတွေ့ကြရပါတယ်။ဘင်္ဂလားပင်လယ်ော်ထဲမှာ ဖြစ်ပေါ်တဲ့ပင်လယ်ရေလိုင်းအမြင့်တွေကို NASA ဂျူလူများရဲ့တိုင်းကြခြင်းအရာမြမကန်ရန်တစ်လျှောက်လုံးမှာလိုင်းမြင့်၂ပေမှ၃ပေကန်ရှိပြီးကန်းလွန်ဒေသတွေမှာတော့၃ပေမှ၄ပေကန်ရှိနေတာကိုတိုင်းကြရရှိထားပါလေလာမယ့်တစ်ပတ်အတွင်းဖြစ်ပေါ်နိုင်တဲ့ပင်လယ်ရေလိုင်းအမြင့်တွေကိုသင်္ကြန်ပုံစံများတုံးပြီးတော့ခမန်းကြွချက်ကြည့်ရမှာရခိုင်ကမ်းရိုးတန်းမှာလိုင်းအမြင့်၂ပေမှ၄ပေကန်အထိရှိနေပါတယ် ကမ်းလွန်ဒေသမှာတော့လိုင်းမြင့်၃ဘီမှ၅ဘီကန်အထိရှိနေပါတယ်မြဝကျုံပေါ်မုံတမခွေမွန်တနေတာကြီးကမ်းရိုးတန်းကြီးမှာလိုင်းမြင့်၃ဘီမှ၂ဘီကန်ကမ်းလွန်ဒေသတွေမှာ၂ဘီမှ၃ဘီကန်အထိရှိနိုင်တယ်လို့ခမန်းတွက်ချက်ရရှိထားပါတယ်လမ်းမရေတပတ်အတွင်းမြန်မာနိုင်ငံဘာဝင်တောင်အာရှဒေသမှာ ဖြစ်ပေါ်နိုင်တဲ့ရာသီဥတုအဆိုးကောင်းအခြေအနေတွေကိုခမန်းရမှာတော့ အိန္ဒိယနိုင်ငံနောက်ဘက်မှာရှိတဲ့အာရုဘိယပင်လယ်မြန်မာနိုင်ငံနောက်ဘက်မှာရှိတဲ့ဘင်္ဂလားပင်လယ်အော်တို့မှာရာသီဥတုထူးခြားမှုများတိတိတသားမရှိနိုင်ပေမဲ့လို့အရှိပဲပစိဖိတ်သမုတ်ကျန်ရဲ့အနောက်ဘက်ရေပြင်ပေါ်မှာတော့မုန်တိုင်းဖြစ်ပေါ်မှုဟာပုံမှန်တဲ့အများကြီးပုံနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်။အဲဒီဖြစ်ပေါ်တဲ့မုန်တိုင်းများကိုအကြောင်းပြုပြီးပစိဖိတ်သမုတ်ကျန်ရဲ့အနောက်ဘက်ရေပြင်နဲ့ဖိလစ်ပိုင်နိုင်ငံတို့မှာမိုးရွာသွန်းမှုဟာရွာသွန်းမြေရဲ့အထက်ကျော်လွန်အောင် ရွာသွန်းနိုင်တယ်လို့ခံမှန်းတွက်ချက်ရရှိကြပါတယ်။အီကွေဒါရဲ့တောင်ဘက်ကမ္ဘာတောင်ဘက်ခြားမှာတော့အိန္ဒိယသမုဒ္ဒရာအတွင်းမှာမုန်တိုင်းဖြစ်ပေါ်မှုများအနောက်ဘက်ပင်လယ်ရေပြင်နဲ့အရှေ့ဘက်ဩစတြေးလျရဲ့အနောက်မြောက်ကမ်းခြေတစ်လျှောက်မှာမုန်တိုင်းဖြစ်ပေါ်မှုများပုံမှန်တဲ့ပုံတိုင်းတယ်လို့တွက်ချက်ရရှိကြပြီးဩစတြေးလျနိုင်ငံမြောက်ဘက်ကမ်းရိုးတန်းမှာမူရသွမှုကလည်းရွာသွန်းမြေထက်ပုံတိုင်းတယ်လို့ခံမှန်းရရှိကြပါတယ်။ ညဘူးချင်းအခြေအနေများကိုဂျိုဒူတိုင်းကြခြင်းများနဲ့တိုင်းတာတွဲချက်တဲ့အခါမှာတော့ကချင်းပြည်နယ်ရဲ့မြောက်ဘက်အစွန်အရှိမြောက်ပိုင်းဒေသတွေအထူးသဖြင့်ကုန်းမြင့်ဒေသတောင်တန်းဒေသတွေမှာညဘူးချင်းများဟာရေခဲမရဲ့အောက်ရောက်အောင်အေးနိုင်တယ်လို့ခမန်းတွဲချက်ရရှိထားပါတယ်။ကြံဒေသတွေဖြစ်တဲ့ကချင်းပြည်နယ်စကိုင်းတိုင်းပြည်ပိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ပဲခူးတိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းစတဲ့ဒေသတွေမှာညအပူချိန်တွေဟာ30ဒီဂရီစင်တီဂရိတ်အောက်လျော့နေနိုင်ပါတယ်။စကိုင်းတိုင်းအောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းမန္တလေးတိုင်းမကွေးတိုင်းရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ပဲခူးတိုင်းမြောက်ပိုင်းတို့မှာတော့ညအပူချိန်တွေဟာ15ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင်မကန့်18ဒီဂရီစင်တီဂရိတ်ခန့်ထိရှိနိုင်တယ်လို့တွက်ချက်ရရှိပါတယ်။ ကျန်တဲ့မြေဝကျုံမော်ဒေတာတွေဖြစ်တဲ့အေယာဝတီပဲခူးရန်ကုန်ကရစတဲ့ဒေတာတွေမှာတော့ညဘူးကြီးကြီးဟာ20ဒီဂရီစင်တီဂရိတ်အများဆုံးရှိနိုင်ပြီးတော့တောင်ပိုင်းဒေတာတွေဖြစ်တဲ့မွန်တနင်္သာရီကန်ဟိုတန်းတွေမှာတော့ညဘူးကြီးကြီးဟာ24ဒီဂရီစင်တီဂရိတ်အများဆုံးရှိနိုင်တယ်လို့တွက်ချက်ရရှိထားပါတယ်။မိုးရွာသွန်းမှုကမန်းကျန်များအနေနဲ့ပထမရက်တတ်တတ်တပတ်ဖြစ်တဲ့ February 2ရက်နေ့မှာ10ရက်နေ့ဒီဂျာမင်းနဲ့ရက်တပတ်အတွင်းမှာ မြန်မာနိုင်ငံတော်ပိုင်းတင်းသာဤတိုင်းမှာမိုးအင်းငယ်ရွာတော်နိုင်ပြီးတော့မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းဒေသကြီးဖြစ်တဲ့ကချင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊ရှမ်းပြည်နယ်အရှေ့ပိုင်း၊စကိုင်းတိုင်းတစ်ပိုင်းတို့မှာနေရာကွက်ကြားမိုးအင်းငယ်ရွာတော်နိုင်ပါတယ်။ကြံဒေသတွေမှာတော့အများအဖြစ်တာယာလိမ့်မယ်လို့ပဲခန့်မှန်းရပါတယ်။ဒုတိယရေတပတ်ဖြစ်တဲ့ဖေဖော်ဝါရီလ9ရက်နေ့မှာဖေဖော်ဝါရီလ15ရက်နေ့ကြံမြင့်မဲ့ရေတပတ်တွင်မှာတော့ 你嘛，你看苗品种、稻品种呢？小麦其他的嘛，不要都不拉你嘛的。现在叫各些品种苗种，等你那一点，想比讲小麦种嘛，你啊，国家不断的越多那边种，降低它的嘛种苗品。大家那年六开门也是七八天，平壤平原我们再看的离千里开门去，你再说，比个这也是吧对嘛？小麦还是新的。 တောင်ကျိုးပင်လယ်ထိုင်းပင်လယ်ဝိတ်စားတဲ့ရက်ဒေတာကအရှိလေးများမြန်မာနိုင်ငံတောင်ပိုင်းဒေတာများကိုဖြတ်တန်းပြီးဘင်္ဂလားပင်လယ်တောင်ပိုင်းအိန္ဒိယနိုင်ငံတောင်ပိုင်းအထိအားကောင်းစွာတိုက်ခတ်နေခဲ့တဲ့အတွက်ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာတော့တနင်္လာရီကမ်းရိုးတန်းကမ်းတောင်ပင်လယ်ပြင်မှာလိုင်းအသင့်အထင်ဖြစ်ထွန်းခဲ့ပါတယ်။လာမယ့်ရက်တစ်ပတ်အတွင်းမှာတော့အရှိဘက်ကလာမယ့်လေပြင်းများတိကျတာရောနေသွားပြီးထိုင်းပင်လယ်ခွေ့အတွင်းမှာသာအများဆုံးရောက်ရှိနိုင်တာကိုတွေ့ရတဲ့အတွက် ်လာမယ့်တစ်ပတ်အတွင်းမှာတော့မြမကန်ရိုးတန်းတစ်လျှောက်လုံးမှာအများအပြင်လိုင်းတန်ဒေတာမှဂိဝေးနိုင်တယ်လို့ခမန်းရရှိပါတယ်ရေပြင်တဲ့ဘေး၄000အမြင့်မှာတိုက်ခတ်နေတဲ့လေများကိုလေးလာကြည့်တဲ့အခါမြန်မာနိုင်ငံမြောက်ပိုင်းကအစပြုပြီးမြန်မာနိုင်ငံအထက်ပိုင်းမြဝကျုံပေါ်အထိ အနောက်လေများ ဖုံးလွှမ်းနေတာကိုတွေ့ရပါတယ်ဒီလေများဟာဆောင်းရာသီကာလရဲ့တင်္ကြန်လက္ခဏာများဖြစ်တဲ့အတွက် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှာဒီအနောက်ဂျက်လီစီကြောင်းမျိုးအကြောင်းပြုပြီးတော့လာမယ့်တစ်ပတ်အတွင်းမှာမိုးရွာသွန်းနိုင်တဲ့အခြေအနေများပြီးခဲ့တဲ့တစ်ပတ်ထဲပူလာပေါ်ရာရှိပါတယ်။ဆက်လက်ပြီးကြင်ပြလိုတာကတော့လာမယ့်ရက်တစ်ပတ်အတွင်းမိုးလေဝသခမ်းမကျင်များမတင်ပြမီလောလောဆယ်မြန်မာနိုင်ငံတော်မှာဖြစ်ပေါ်နေတဲ့မြေစီလာအောင်းရည်အခြေအနေကို တင်ပြလိုပါတယ်။မြန်မာနိုင်ငံမှာမိုးလုံးဝမရွာသွန်းခဲ့တဲ့ဒေသအတော်များများရှိနေပြီး မိုးမရွာသွန်းတဲ့ကာလကလည်းတလကြော်ကန့်ကြံမြင့်နေပြီဖြစ်တဲ့အတွက်မြန်မာနိုင်ငံတော်မှရှိတဲ့ပြည်ထတိုင်းဒေသကြီးအားလုံးတို့လိုမှမျိုးစီလွားအောင်ရည်အနေထားကတော့၆ပြည့်တဲ့အနေထားမှာရောက်ရှိနေပြီဖြစ်ပါလေ။ဒါကြောင့်မို့မိုးရည်အနေနဲ့ရဖို့ရလမ်းမရှိတဲ့အတွက်ဆယ်ရည်မတော့နိုင်တဲ့လင်မယားအနေနဲ့မျိုးစီလွားအောင်ရည်ကလည်းခန်းချောက်တဲ့အနေထားရောက်နေတဲ့အတွက်စိုက်ပျိုးထားတဲ့တည်ညံများအောင်မြင်ဖို့အတွက်ရေပေးသွင်းရန်အစီအစဉ်များ ဆောင်ရွက်ဖို့လုံမဲလို့အကြံပြုတင်ပြလိုပါတယ်။လာမယ့်တစ်ပတ်အတွင်းမှာကပလီပြည်ပြင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်တင့်တဲ့ဖြစ်ထွန်းနိုင်ပါတယ်။ကြံဘင်္ဂလားပင်လယ်အော်မှာတော့တိမ်ကြီးငယ်ဖြစ်ထွန်းနိုင်ပါတယ်။မြန်မာနိုင်ငံရဲ့မြောက်ပိုင်းတောင်ပိုင်းစားတဲ့ဒေသတွေမှာတိမ်တင့်တဲ့ဖြစ်ထွန်းနိုင်ပြီးတော့ကြံဒေသတွေမှာတော့အများအပြားတိမ်ကြီးငယ်သာဖြစ်ထွန်းနိုင်ပါတယ်။လာမယ့်တစ်ပတ်အတွင်းကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာအရှိတ်လေပြင်းများ တခါတည်းဟန်ကြားရောက်နိုင်ပြီမြင်အများအဖြစ်ပြီးခဲ့တဲ့ရဲတပ်နဲ့နိုင်ဆိုင်ရင်တော့ယော့နေသွားပွေရာရှိပါလေမြမပင်လင်းပြင်းမှာလှိုင်းအနည်းငယ်မှအသင့်တင့်ရှိနိုင်ပြီးတော့လိုင်းမြင့်နှစ်ပေမှလေးပေကန့်ထိရှိနိုင်တယ်လို့ခမန်းရရှိထားပါလေညအပူချိန်ခမန်းကျင်များအနေနဲ့တော့လာမယ့်တစ်ပတ်အတွင်းမှာကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်တို့မှာညအပူချိန်ကြီးက၄ဒီဂရီစင်တီဂရိတ်မှ၁၂ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်ကြားပြည်နယ်ရခိုင်ပြည်နယ် ိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရာဝတီတိုင်းဒေသကြီးတို့မှာတော့73ဒီဂရီစင်ဂရိတ်မှာ78ဒီဂရီစင်ဂရိတ်အထိရှိနိုင်ပြီးကြံဒေသတွေမှာတော့19ဒီဂရီမှ22ဒီဂရီစင်ဂရိတ်အထိရှိနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ခန်းလုံရောင်ကြီးအညွန်ကိမြအခြေအနေကမန်းချက်ကတော့တပြည်လုံးမှာအလွန်မြင့်မားတဲ့အစ်စ်ပါရှိနေနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်။မိုးရွာသွန်းမှုအခြေအနေကမန်းချက်အနေနဲ့တော့ကချင်ပြည်နယ် စကိုင်းချင်းဒေတာကြီးအထက်ပိုင်းတနင်းတိုင်းချင်းဒေတာကြီးအဲ့ဒါပြင်ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာ လာမဲ့တပတ်အတွင်းမှာ နေရွက်ကြားမိုးအသင့်တင့်ရွာတော်နိုင်တာကလွှဲရင်တပြည်လုံးမှာအများအဖြစ်ตายရနိုင်ပါလေလို့ခမန်းရရှိထားပါကြောင်းတင်ပြရပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးတဘာဝဘီအန်ဒရီမြတ်မှအစဉ်ကင်းဝေးနိုင်ကြပါစေ